Flyway အစင်းတက်လို့တော့ပြောတာပဲထင်သလောင်လည်းမခတ်ပါဘူးဆိုတဲ့အထားမျိုးနဲ့ Rival ကို Titan ဆိုအနိုင်ပြခဲ့တဲ့ Joe Shaw ဘန်ပရိသတ်များလုံးမိတ်လားဗျာ Manchester Force ကနေပြန်လဲကြိုးလိုက်ပါရင် Chile Fan ကတော့ Primetime ရဲ့အစင်းတက် Fighter Brandon Rival ကိုထပ်ထပ်တင်တယ်မဲ့အနိုင်ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါရင်ဒီဘက်မှာကစားသွားခဲ့တဲ့စွမ်းဆောင်ရည်ကတော့ Rival ဟာ Flyway အစင်းတက်လို့တော့ပြောတာပဲထင်သလောင်လည်းမခတ်ခဲပါဘူးဆိုတဲ့အထားမျိုးတက်ရောက်သွားစီခဲ့တဲ့အထိဘန်ကကစားပြသွားနိုင်ခဲ့တာပါဒီဝဲစမှာဗန်ရဲ့နိစနစ်ပိုင်းဆိုင်ရာချင်းကဲမှုတွေနဲ့ဘီဝါရီယာရိုက်ဘဲအာတာချက်တွေကိုထိရောက်စွာတံပြန်နိုင်ခဲ့တာကြောင့်အနိုင်ရရှိခဲ့တာပါ ဒါအပြင်ပန်တိုချာနဲ့ကိုင်ကာရာဖရန့်တို့ရဲ့ပွဲအပြီးမှာဒနာဝိုက်ကဖန်ကိုပန်တိုချာနဲ့တရားဝင် face off လုပ်ပေးလိုက်ပြီဖြစ်လို့ဖန်အတွက်ရောဖန်ကိုအားဖိန်ချတဲ့မြန်မာပရိသတ်တွေအတွက်အတော်လေးကိုကျေနပ်စရာပါပဲ။ Rival နဲ့ပွဲမှာပြသခဲ့တဲ့လက်စွမ်းခါပန်တိုချာကိုစိန်ကော်နိုင်တဲ့အစင်တက်မှာရှင်းမရှင်းတုံးသက်ဖို့လိုအပ်ပါရင်ဒါလေးကိုဒီနေ့ဗီဒီယိုမှာကျွန်တော်မြင်ပြီးသလောက်တုံးသက်တင်ဆက်ပေးသွားပါမယ်။ MMA fighting ရဲ့ပေါ်ပြချက်ရောဖန်ရဲ့ resistless pressure ဟာ Rival ရဲ့မတူညီတဲ့ထိုးကျိတ်ပုံစံနဲ့ဝင်ထွက်လှုပ်ရှားမှုကိုထိန်းချုပ်နိုင်ခဲ့ပါရင်ဒီလိုဖိအားပေးမှုက Rival ရဲ့ပုံမှန်တိုက်ကစားပုံဖြစ်တဲ့ လင်းမြန်နဲ့ပလုံရှားမှုနဲ့ထိုးကျိမှုတွေကိုအကျိုးသက်ရောက်မှုမရှိစေခဲ့ပါဘူး Rival ဘန်ထက်လက်တန် reach ပို့ရှိပါတယ်ဒါကို Rival ကအခွင့်ကောင်းယူပြီးပွဲစဉ်အစပိုင်းတွေမှာသူ့ရဲ့လက်ထောက်အကွာအဝေးကိုရောက်အောင်ယူကစားနိုင်ခဲ့ပါတယ်ဒါပေမဲ့ဘန်ကလည်း Rival ကစားဖို့နဲ့ဘာချိုးချိုးလာမလဲဆိုတာကိုကောင်းစွာဖက်ရှုပ်နိုင်ခဲ့ပြီးခန်းစစ်ကိုကောင်းစွာပြင်ဆင်နိုင်ခဲ့ပါတယ်ဒီကနေ့တစဉ်သူ့ရဲ့ bouncing skill နဲ့ဘန်က Rival ကိုထိထိမိမိ counter ပြန်ကစားနိုင်ခဲ့ပါတယ် ESPN MMA ရဲ့ဖော်ပြချက်အရ Van Hal Rival ရဲ့ဖျက်ကန်ချက်တွေနဲ့ပတ်တောင်ရိုက်ချက်တွေကိုကောင်းစွာကိုင်တွင်နိုင်ခဲ့ပြီးသူ့ရဲ့ထိရောက်တဲ့လက်သီးထိုးချက်တွေနဲ့ Rival ရဲ့ခံစစ်အားနည်းမှုကြောင့်ပေါ်လာတဲ့ကတ်တွေကိုအကောင်းဆုံးတိုက်ခိုက်ကစားနိုင်ခဲ့ပါတယ်။ Rival နဲ့ပွဲမှာပြသခဲ့တဲ့လက်စွမ်းအရ Van Hal Pando Cha ကိုစိန်ခေါ်နိုင်တဲ့အဆင့်တန်းမှာရှိပြီလား။ Van Hal Rival နဲ့ပွဲမှာပြသခဲ့တဲ့ပေါင်းဆက်ထိုးချင်းမှုနဲ့ဖိအားပေးတိုက်ခိုက်မှုဟာ Flyweight ရဲ့ထိပ်သီး Fighter တွေနဲ့ရှင်ပြိုင်နိုင်တဲ့အဆင့်တန်းကိုပြသခဲ့ပါတယ်။ Four ရဲ့ဖော်ပြချက်အရ Van ရဲ့ ထိုးချက်ချိန်ညှိနှိုင်းမှုနဲ့ပါဝါရှိတဲ့ထိုးချက်တွေအား rival ကိုလဲကျသွားစေတဲ့အထိဖြစ်ခဲ့ရပြီးဒါချန်ပီယံရှစ်ဖိုင်တာတွေနဲ့ရှင်ပြိုင်နိုင်တဲ့စွမ်းရည်ကိုထင်ရှားစေပါတယ်။ဗန်ချုပ်ကွက်ကာကွယ်နိုင်မှုအပိုင်းမှာအားကောင်းလွန်းသူဖြစ်ပါတယ်။ဒါပေမဲ့ပန်တိုဂျာရဲ့ချုပ်ကွက်တွေကဆရူရာတို့လိုဖိုင်တာတွေထက်အများကြီးပိုအဆင်ပြေတာကြောင့်ဒီပိုင်းနဲ့ပတ်သက်လို့ဗန်အနေနဲ့တေချာလေးလေ့ကျင့်ဖို့တော့လိုပါဦးမယ်။ဒီဘက်မှာဂျူဂျစ်ဆူခပတ်အနက်ပိုင်ရှင် rival စီကလည်းချုပ်ကွက်တွေထွက်မလာခဲ့တာကလည်းဗန်အတွက်စင်ကာပူအသစ်တွေကိုရင်မဆိုင်ခဲ့ရတာကြောင့်နင်းနာခဲ့ရပါတယ်။ ဗန်ဟာရိုင်ဗယ်နဲ့ပွဲမှာသုံးပတ်သာပြင်ဆင်ချိန်ရခဲ့ပေမယ့်ထိပ်သီးအဆင့်သတ်မှတ်ချက်ရှိတဲ့ Fighter 2ကိုအနိုင်ယူနိုင်ခဲ့တာကသူ့ရဲ့စိတ်ဓာတ်ခိုင်မာမှုနဲ့လာယောညီထွေဖြစ်မှုကိုပြသခဲ့ပါတယ်။ဒီလိုဆွမ်းရင်ဟာပန်တိုချာတို့အတွေ့အကြုံရှိတဲ့ချန်ပီယံကိုစိန်ခေါ်ရမှာအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။အခုဆက်လက်ပြီးပန်တိုချာရဲ့တိုက်ခိုက်ကစားပုံအနေနဲ့ဗန်ရဲ့အလားအလာကိုဆက်လက်တုံ့သက်ပေးသွားပါမယ်။ပန်တိုချာ US 317မှာဂိုင်ကာရာဖရန့်ကိုချုပ်ကွက်နေနိုင်ပြီးသူ့ရဲ့ချန်ပီယံခပ်ဘက်ကိုကာကွယ်နိုင်ခဲ့သူဖြစ်ပါတယ်။ပန်တိုချာရဲ့အာသာချက်တွေကတော့သူ့ရဲ့ဂျူဂျစ်စုပိုင်းချုပ်ကွက်နဲ့ပြင်းထန်တဲ့ထိုးချိန်မှုနဲ့ဖိအားပေးတိုက်ခိုက်မှုနဲ့ ပွဲစဉ်တစ်ချောင်းစွန့်အင်ထိမ့်သိမ်းနိုင်မှုလို့ပါပဲ။အမှန်မင်းမိုင်ရန်ရဲ့ဖော်ပြချက်အရပန်ဒိုဂျာဟာဖလိုက်ဝိတ်တန်ရဲ့အကောင်းဆုံးချုပ်ကွက်ဖိုက်တာဖြင့်သတ်မှတ်ခံထားပါရင်ဗန်ကလည်းချုပ်ကွက်ကာကွယ်မှုမှာအတိုင်းအတာတစ်ခုထိကောင်းမွန်တဲ့ဖိုက်တာတယောက်ဖြစ်တာကြောင့်နောက်ထပ်ထပ်မံဖြစ်စည်းမှုတွေနဲ့ပန်ဒိုဂျာရဲ့ချုပ်ကွက်တွေကိုကင်တွယ်နိုင်လိမ့်မယ်လို့မျှော်လင့်မိပါရင်ဒါပေမဲ့ဗန်ရဲ့လင်မြန်တဲ့ထိုးချိန်မှုနဲ့ဖီအားပေးတိုက်ခိုက်မှုဟာပန်ဒိုဂျာရဲ့ထိုးချိန်မှုနဲ့ရှင်နိုင်တဲ့အဆင့်တစ်ခုပါရှိပါရင် H4 ကပို့စီမှာဗန်ရဲ့မဆုံးမနစ်ဖီအားပေးမှုကိုချီးကျူးထားပြီးဒါဟာပန်ဒိုဂျာရဲ့ဖီအားပေးတိုက်ခိုက်မှုကိုတံပြန်နိုင်တဲ့အချက်တစ်ခုဖြစ်တယ်လို့ဖော်ပြထားပါရင် H4 ကပြိုင်တဲ့ရဲ့တုံ့ပြန်မှုတွေမှာဖန်ကိုချန်ပီယံခပ်ပတ်စင်ကောခွင့်ပေးတာနဲ့ပတ်သက်လို့ထောက်ခံထားပြီးဖန်ဟာပန်တိုချာကိုစင်ကောဖို့အစီအစဉ်ဖြစ်နေပြီလို့ post တွေမှာဖော်ပြထားပါတယ်။ဒါကဖန်ရဲ့လက်စွမ်းဟာ USA ရဲ့ဆုံးဖြတ်ချက်ချမှတ်သူတွေနဲ့ပြိုင်တဲ့ရဲ့မျက်မှောက်မှာချန်ပီယံအဆင့်စင်ကောမှုအတွက် Titan အကြောင်းတက်သည့်ပြခဲ့တယ်လို့ဆိုရမှာပါ။အချုပ်ဆိုရရင်ဖန်ဟာ rival ကိုပြားပေးတိုက်ခိုက်မှုပေါင်းဆက်ထိုးချိန်မှုဖြတ်ပိုင်းရုံထွက်နိုင်မှုအကွာအဝေးထိန်းချုပ်မှုနဲ့စွမ်းရင်ထိန်းသိမ်းမှုတွေကိုအသုံးပြုပြီးအနိုင်ယူခဲ့ပါတယ်။ ရိုက်ဘယ်ကိုအနိုင်ယူခဲ့တဲ့လက်စွမ်းဟောင်းဘန်ကိုပန်တိုဂျာလိုချန်ပီယံဆင့်ဖိုင်တာကိုစိန်ခေါ်နိုင်တဲ့အစီအစဉ်မှာရှိကြောင်းသက်သေပြခဲ့ပါရီဗန်ရဲ့လင်းမြန်တဲ့ထိုးချင်းမှုဖြတ်ပိုင်းယုံထွက်နိုင်မှုနဲ့စိတ်ထဲခိုင်မာမှုဟာပန်တိုဂျာရဲ့တိုက်ကစားပုံစံကိုတံပြန်နိုင်မှုအလားအလာရှိပါရီဒါပေမဲ့ပန်တိုဂျာရဲ့အတွေ့အကြုံများမှုနဲ့ပွဲစဉ်ထိန်းချုပ်နိုင်မှုဟာဗန်အတွက်စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်လာတာကိုတော့သတိပြုမိတင်ကြောင်းပါပရိသတ်များအနေနဲ့ကရောဘယ်လိုများထင်ကြပါလဲဗန်ရဲ့လက်စွမ်းကချန်ပီယံခပ်ဆိုင်ခေါ်ခွင့်နဲ့ချင်းချင်းမရှိထိုက်တန်တယ်လို့မြင်မိကြလားပြောပြခဲ့ကြပါဦး ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါမယ်။နောက်နေ့ကလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Forward Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့နေကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ။